တရုတ်နဲ့ဂျပန်နိုင်ငံအကြားထိုင်ဝမ်ရေးကိစ္စနဲ့ပတ်သက်လို့တန်တမာရေးတင်းမာမှုတွေမြင့်မားနေကြမှာပဲဂျပန်ကအာနာယ Liberal Democratic Party LDP နဲ့ညွန်ပေါင်းအစိုးရအဖွဲ့ဝင် Japan Innovative Party JIP တို့ပူးတွဲပြီးဖွဲ့စည်းပုံအခြေခံဥပဒေကိုပထမဆုံးအကြိမ်ပြင်ဆင်ရေးဆွဲဖို့စီစဉ်နေပါတယ်ဒုတိယကမ္ဘာစစ်မှာဆစ်ရှုံးသွားတဲ့ဂျပန်နိုင်ငံအတွက် American ဥဆောင်တဲ့ညွန်ပေါင်းတပ်ဖွဲ့တွေရေးဆွဲပြီး1948ခုနှစ်မေလ3ရက်နေ့မှာစတင်အသက်ဝင်ခဲ့တဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာကြားထဲမှာဒီကြိမ်းမှဖြည့်ဆွတ်ပြင်ဆင်မှုမလုပ်ခဲ့ဘူးပါဘူးဂျပန်ဧကရစ်ဘီရင်က1946ခုနှစ်နိုဝင်ဘာလ3ရက်နေ့မှာအတီးပြုတ်ပေးခဲ့တဲ့ဒီဖွဲ့စည်းပုံပါအပိုက်ခွဲ9 article 9ကိုပြင်ကျင်ကြတာဖြစ်ပါတယ် article 9ရဲ့အဓိကတော့ချက်စာပိုက်နှစ်ပိုက်ထဲကပထမအချက်ကတော့ဂျပန်အနေနဲ့စစ်ကိုအတုံးချခွင့်လုံးဝဆွတ်လွတ်သည်နိုင်ငံတကာပြည်ပခါကို ဖြည့်ရှင်းသည့်နေရာမှာစစ်ရင်အားနှင့်ချင်းချောက်ရေမဟုတ်ဘဲ တရားမျှတမှုနဲ့ဥပဒေစိုးမိုးမှုပေါ်အခြေခံပြီးဆောင်ရွက်သွားမည်ဆိုတာနဲ့ဒုတိယအချက်မှာတော့နိုင်ငံတကာနှင့်ဖြစ်သည့်ပဋိပက္ခများကိုစိစက်ညှိနှိုင်းမှုဖြစ်လာစေရအတွက်စိရင်အားကိုမြည်သည့်အခါမှအတုံးချမည်မဟုတ်လို့ပါရှိပါတယ်။ဒါဟာစစ်ရှုံးတဲ့ဂျပန်အနေနဲ့စစ်ကိုဘယ်တော့မှတိုက်ခွင့်မရှိအောင်ဒါမှမဟုတ်မတိုက်တော့ပါဘူးဆိုပြီးကတိပြုထားတဲ့စာချုပ်လည်းဖြစ်ပါတယ်။ဒါကြောင့်လဲဂျပန်စစ်တပ်ကို Self Defense Force SDF ကိုကိုကိုခုခံကာကွယ်သည့်တပ်ဖွဲ့လို့အမည်ပေးထားတာပါဂျပန်နိုင်ငံဟာနှစ်စဉ်ဒေါ်လာဘီလီယံ50ဝန်းကျင်ကာကွယ်ရေးအတွက်သုံးတာမို့ကာကွယ်ရေးအသုံးများတဲ့ထိတ်တန့်စင်နိုင်ငံထဲမှာပါပေမဲ့ဘုံကျဲလေရင်လေရင်တင်စစ်သင်္ဘောကြီးတွေတိုက်ချင်းပစ်ဒုံးကြီးတွေနဲ့နျူကလ িয়ার လက်နက်တို့ကိုပန်ဆိုင်ထားခြင်းမရှိပါဘူးအရက်ဖက်သုံးနျူကလ িয়ার ဓာတ်ပေါင်းမှုတွေပဲရှိပါတယ်ဒီကိစ္စဟာဂျပန်လူထုအကြအထူးသဖြင့်မျိုးဆက်တဲ့လူငယ်တွေအကြလက်မခံနိုင်စရာအငင်းပွားဖွယ်ရာအချက်လဲဖြစ်နေပါတယ် နောက်ပိုင်းမှာနိုင်ငံတကာညှိနှိုင်းရေးထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့ဆန္ဒမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းတွေမှာအကန့်အသတ်နဲ့ပါဝင်ခွင့်ပြုခဲ့တာတော့ရှိပါတယ်။ LDP ပါတီဟာဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ဆန္ဒအရှိဆုံးဂျပန်နိုင်ငံရေးပါတီဖြစ်ပါတယ်။ဒါပေမဲ့ဒီကိစ္စအပေါ်ဂျပန်လူထုရဲ့သဘောထားကပြက်ပြက်သားသားရှိမနေဘူးဆိုတာစစ်တမ်းတွေမှာဖော်ပြနေပါတယ်။ ဒါပြင်တစ်ဖက်မှာလွတ်တော်အတွင်းကအခြေအနေကိုကြည့်မယ်ဆိုရင်လည်း LDP ပါတီဟာ super majority ဆိုတဲ့အမတ်နေရာအများအပြားအနိုင်ရထားတာမဟုတ်ပါဘူး။ဖွဲ့စည်းပုံပြင်ဆင်တဲ့အဆိုပြုချက်မူကြောင်းကိုလွတ်တော်နေရာစလုံးရဲ့၃ပုံ၂ပုံကျော်ကထောက်ခံမဲ့ရဖို့လိုပါတယ်။အဲ့ဒီနောက်မှလူထုဆန္ဒခံယူပွဲကျင်းပရမှာဖြစ်ပြီးဒီဆန္ဒခံယူပွဲမှာတော့မဲများတဲ့ဘက်ကအနိုင်ရမှာဖြစ်ပါတယ်။ညွန်မောင်းဆိုရကတော့ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုပြုချက်မူကြောင်းလွတ်တော်ကို 2029ခုနှစ်မတ်လကုန်လမှာတင်သွင်းနိုင်ဖို့ညှိမှန်းထားပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ